ပုံသေးတွေနဲ့ဘယ်လိုဆက်ဆံပုံသေးတွေစီမှာကိုကဥသာပြဖြစ်အောင်ဘယ်လိုလုပ်ပုံသေးတွေရဲ့နံပါတ်၁သင်းထဲမှာကိုပါဖို့အတွက်ကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုခင်ဗျားတို့ကျွန်တော် idea တစ်ခုပြောပြကျွန်တော်ဘုန်းကမှကျွန်တော်လုပ်ခဲ့တယ်ကျွန်တော်ဖုန်းလက်ကဖုန်းလက်ကစတာလို့ဖို့ဆိုပြီးတော့ကျွန်တော်အရင်းကြီး35သိန်းနဲ့စတယ်ကျွန်တော်မှာ35သိန်းပဲရှိတဲ့အချိန်မှာအဲ့ဒီအချိန်မှာသိန်း3400နဲ့လုံနေတဲ့လူတွေကကျွန်တော်ရှိမှအများကြီးပဲ အများကြီးပဲဆိုတော့ဗျာအရင်းကြီးကမရှိဘူးဗျာအရင်းကြီးကနဲတယ်နဲတော့ပုံတယ်အချိန်မှာသွားပြီးတော့ကျွန်တော်တို့ပြည်ပြင်မယ်ဆိုရင်ကျွန်တော်အချိန်တွေကဘယ်လောက်ဒီတော့အချိန်တွေစိုးလဲဆိုရင်ညလို့ကျွန်တော်ပြောပြမယ်အားလုံးရွေးပြီးကြံတဲ့အကြံပဲကျွန်တော်ရအားလုံးရောင်းပြီးတော့အကျအဲ့ဒါပဲကျွန်တော်ရကျွန်တော်လုံနေလုံနေနဲ့ကျွန်တော် idea တခုရဘာ idea လဲဆိုတော့ပုံတယ်ကဝေမှန်းမယ် ဝေမြန်းမယ်ပစ္စည်းများများပြုံးတယ်ပုံတွေရဲ့လူကျင်တဲ့အချက်နဲ့ချက်ပြည့်စည်ကျွန်တော်ကမလုပ်လဲဆိုကျွန်တော်ဓမ္မန်းများများရောင်းတယ်အောင်သူကြီးကကျွန်တော်ဝေလာတယ်ရောင်းတယ်ဝေလာတယ်ရောင်းတယ်မြ мян ကုံအောင်ကျွန်တော်ရောင်းတယ်အမျက်ပါပါစားပြီးမြ мян ကုံအောင်ကျွန်တော်ရောင်းတယ်နောက်တစ်ခုနောက်တစ်ဆက်မှာကကျွန်တော်လုပ်တဲ့နောက်တစ်ဆက်မှာကကျွန်တော်ပစ္စည်းဝေလာပြီးဝိုင်းဒီအမြင့်နဲ့ရောင်းတဲ့ဈေးကွက်တစ်ခုလည်းတတ်တတ်ဖန်လေးထားတယ် အဲ့လိုဖန်နေပြီးတော့ဈေးဘွက်နှစ်ခုနဲ့ကျွန်တော်ဟုတ်ပါဘူးဈေးဘွက်နှစ်ခုနဲ့ကစားတာအမျက်လေရတယ်ကျွန်တော်အရင်နဲ့ရောင်းသေးတဲ့ဟာလေရောင်းမြင်မြန်ရောင်းပြီးတော့ပုံတဲကိုကျွန်တော်ပတ်ဆက်ပြင်းကျွန်တော်ငွေမှန်တယ်ကျွန်တော်ငွေမြန်တယ်ဒီစီးကြုံအားရှိလာတဲ့အတွက်ကိုပုံတရားနောက်ပိုင်းကျွန်တော်ကိုနည်းနည်းလေးတဆင့်တက်ပြီးတော့ပစီနည်းနည်းခွဲပြီးအဲ့ဒီဆင့်မှလည်းကျွန်တော်မကျေနပ်ဘူးကျွန်တော်ကဘာလိုချင်တာလဲဆိုတော့အဲ့ဒီပုံတွေရဲ့နံပါတ်၁ဆင်းထဲမှာကျွန်တော်နေပါ 阿里主要就是说爬楼累是咯，每次都是说走遍，喏 <music>，爬楼累是咯，工作哩也不需要了，就是说没来得接不老要了，老失业要了，啊，老失业，老只能休嘛。他们家对面有个老要呢，不过嘛，对面有个老离藏过来要的，他们家离藏市场里来，他可能只能去。他比如说，只能往飘花去，在那离藏市场里有嘞。 ကျွန်တော်အရင်အဲ့ပစ္စည်းကို9000ကျွဲရောင်းနေတဲ့ပစ္စည်းကိုကျွန်တော်9000ကျွဲမရောင်း9000တဲ့ကိုရောင်းစလုံး2000ပဲစားတယ်အမြဲပါပါယူတယ်မြန်မြန်ရောင်းတယ်ပုံတွေကိုပစ္စည်းပတ်သက်မြန်မြန်တွင်းပုံတွေက အမြဲပူရတယ်ပူရတဲ့အတွက်မှာဘာဖြစ်လဲဆိုတော့ပစ္စည်းရောက်လာပြီဆိုရင်ကိုစမ်းဝင် ပစ္စည်းရောက်လာပါပြီကိုစမ်းဝင်ပစ္စည်းရောက်လာပါပြီ ကျွန်တော်ဦးသားပြေးဆင်းထဲမှာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သူများတွေတဲ့ဈေးပိုဖေးဝဲ။သူများတွေတဲ့ဈေးပိုဖေးနိုင်အောင်လဲကျွန်တော်ကျိုးစားထားတဲ့ဈေးကွက်ကိုဖောက်ပြီ။ဖိတ်ဆွေလိုကုန်တယ်တွေရှိမှခင်ဗျားနံပါတ်1ရကျင်နေဆိုရင်ဒီ formula ကိုသုံးပါ။တကူရခဲ့ဆိုကွန်မန့်မှန်းခဲ့ပါနောက်ဝေးမှာပြန်တွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။ဟုတ်က Subscribe ကိုနေခါကိုနေပေးချပါပဲကျွန်တော်ဒီ